မင်္ဂလာပါရှင်ဒက်ဆယ်လီဗရီနူရဲ့စက်တင်ဘာလ29ရက်နေ့ည9နာရီထိနောက်ဆုံးရနုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါလမ်းဘေးမှာကုန်ပကာသနာမပါဝင်မိုးအင်းကားစားကြတဲ့ရွှေထူးနဲ့ရှင်မုံရည်ရဲ့တဲ့တဲ့ဆူငိမ့်တဲ့ရေချင်းရှိပေမဲ့ပြိသက်အားပေးမှုမရပဲထိုင်းနိုင်ငံကို MGI ပြိုင်ဖို့အတွက်ထွက်ခွာသွားတဲ့ JK ဆိုဖီယာတို့ရဲ့တဲ့ဘွာဘေးချင်းနေကြောင်20ကျော်ရွယ်တဲ့ရွှေတကုံပြားကိုမရဖို့သေးတဲ့မိန်းကလေးကိုကူညီပေးခဲ့တဲ့လှိုင်းတရာကိုကြီးရဲ့တဲ့ပန်းချန်နယ်မှာလက်ဆွဲပြခဲ့ပေမဲ့ တောင်းလေးကလိမ္မာတုံးလေးမလို့ခွန့်လွတ်ပေးဖို့တောင်းပန်လာတဲ့ဘူဒီမိခင်ရဲ့သတင်းပါဝင်။တားဖြစ်သူနဲ့ပတ်သက်ပြီးတော့ K-pop fan တွေပေါ်မှာစကားတခုပြောခဲ့လို့ပွဲဖြစ်နေတဲ့ချုံဝင်ဆိုရဲ့သတင်းတွေကိုရှုစားရမှာပဲဖြစ်ပါတယ်ရှင်။တန်းစုကြီးထံအရေးချင်းရှိပေမဲ့ပြိသက်အားပေးမှုမရပဲနဲ့ထိုင်းနိုင်ငံကို NGI ပြိုင်မို့ထွက်ခွာသွားတဲ့ JK Sophia ဒီမှာတော့အလားမဲ့ပြည်သက်တွေချိုင်းမှာပြောစရာတွေအများကြီးဖြစ်နေတဲ့တစ်ဖက်မှာလည်းမြန်မာနိုင်ငံသားတယောက်နေနဲ့စိတ်မကောင်းဖြစ်ရတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။အဲ့ဒါကတော့ Miss Grand မြန်မာ2025အလားမဲ့ JK Sophia တယောက်ထင်းဒီမှာဒီတစိမ့်နဲ့ Miss Grand International ပြိုင်ပွဲဝင်ဖို့ထိုင်းနိုင်ငံကိုထွက်ခွာသွားရတဲ့အကြောင်းပါပဲ။မနေ့က Miss Grand မြန်မာ2024တဲဆူငိထိုင်းနိုင်ငံကိုတောပြိုင်မှာတော့ကလေးစိတ်တစ်ခုလုံးနဲ့ပြည်သက်တွေမိရရင်ပြည့်ရှင်လို့နေကြတာပါမြမမြမဆိုရဲအားပေးတဲ့နေကလည်းဟင်းထွက်နေပြီ ကိစ္စညီရဲ့မျက်နှာမှာလည်းယုံကြည်မှုအပြင်လည်းပျော်ရွှင်မှုအပြင်လည်းအဲ့ဒီမျိုးဝင်ကမြန်မာနိုင်ငံရဲ့ bit and power ဘလောက်ကြီးရဲ့ဆိုတာကိုပြသခဲ့တဲ့တက်တွေတခုပါပဲ။ဒါပေမဲ့ဒီနေ့ JK Sophia ရဲ့ထွက်ခွာသွားတဲ့ပုံရင်းဒီကိုချိန်လိုက်ပါအောင်။အပိရပရိသတ်တဆုပ်စာလုံးနဲ့၆ကန်နေတဲ့လေးစင်းမျိုးဝင်သူရဲ့မျက်နှာမှာအပြုံးနေရှိပေမဲ့လည်းအောင်းငယ်မှုတွေကိုဖုံးကွယ်ထားရတယ်လို့မျိုးဒီမြန်ကွင်းတစ်ခုကိုရှင်းကြည့်လိုက်တဲ့အခါမှာအဘသာတို့လောက်ကြီးကွာချားသွားတဲ့ဆိုရင်မိကောင်ကထွက်ပေါ်လာပါတယ် တကယ်တော့ပြိဿအားပေးမှုနေရတဲ့ခြေကင်းဆိုဖီယာအေးချင်းကညံ့လို့လုံးဝမဟုတ်ပါဘူး။တချို့တော့ Pigman Aspect ရဲ့သုံးသန့်ချက်ရဆိုရင်ခြေကင်းဆိုဖီယာအေးချင်းကတဲစုရင်းထက်တာလွန်နေတဲ့ချက်တွေလည်းရှိနေပါသေးတယ်။ဥပမာ Communication Skill ခြေကင်းဆိုဖီယာဟာအင်္ဂလိပ်စာဆရာမလေးတယောက်ဖြစ်ခင်တာမဟုတ်လို့သူရဲ့အင်္ဂလိပ်စကားပြောတော့အတန်းထွက်ပိုင်းမှာရောဝါးရပိုင်းမှာပါအကောင်လုံးနေပါတယ်။ဒါအပြင်သူရဲ့ဥပညာဆိုရင်ထဲလိုက်မှာအစောတော်တယောက်ဖြစ်ချင်တဲ့သူမလို့တခြင်းဆိုရင်နေရာမှာ professional ဆမ်းမင်း မြန်မာစတားပြိုင်ပွဲမှာကသူ့ရဲ့ performance တွေကတက်သေးပါပြီ။ဒါဆိုရင်က presentation နဲ့ကဲဝေါ်ပိုင်းမှာအားသာတယ်လို့ Jegin Sophia ကတော့ talent နဲ့ communication မှာတပန်းတာနေလို့ပြောရမှမယ်မထင်ပါဘူး။အဲဒါကြောင့်နိုင်ငံတကာမှာအလမဲ့မီဒီယာတွေနဲ့ခန့်မှန်းသူတွေက Jegin Sophia ကိုနည်းနည်း Miss Grand International တရက်ဖို့အတွက်အလားအလာရှိဆုံး top list ထဲမှာထည့်သွင်းသတ်မှတ်ထားကြပါတယ်။အဖြေကတော့ရှင်းရှင်းလေးပါပဲ။မြန်မာပြည်သူတွေက Jegin Sophia ကိုမုန်းနေရလည်းမဟုတ်ပဲ။ Miss Grand International အဖွဲ့ရဲ့ CEO ဖြစ်တဲ့ Mr. Nawak ကိုစိတ်ကုံနေကြတာပါ။မနေ့ကတဲဆုငင်းကို second runner အပေးပြီးမှမမဟုတ်တဲ့အကြောင်းပြတဲ့တရဖူပြန်သိမ်းခဲ့တဲ့ကိစ္စပါပဲ။မြန်မာနိုင်ငံကနှိမ့်ချဆက်ဆံတယ်လို့ယူဆရတယ်။ Mr. Nawak ရဲ့အဲ့လိုလိုရတဲ့ကမြန်မာပြည်သက်တွေနှလုံးသားကိုနာကျင်စေပါရယ်။ဒါပြင် Miss Grand ပြိုင်ပွဲကြီးကနောက်ပိုင်းမှာအလားမင်ပြိုင်ပွဲဆိုတဲ့ Gomotak ကို live စေးတဲ့ cooking show တွေဘက်ကိုပို့ပြီးတော့ဦးစားပေးတာကြောင့်ဒါအလားမင်ပြိုင်ပွဲလား reality show လားဆိုပြီးတော့ဝေဖန်မှုတွေနဲ့အကြီးကျယ်ကိုထွက်ပေါ်လွန်နေကြတာပေါ့။ ဒီကြောင်ရရကြောင်မြန်မာပြည်သက်အများစုကဘလောက်တော်တဲ့အလှမယ်တွေပဲလလောမြန်မာကိုတော့ crown ပေးမှာမဟုတ်ဘူးဆိုတဲ့အတွေ့အတွေနဲ့ MGM ပြန်ဝင်ကိုစိတ်ဝင်စားမှုမရှိတော့တာပါအဲ့ဒီရဲ့တန်းကိုအခုအရေးချင်းပြင်းနေစူးစမ်းနေတဲ့ JK Sophia ကခံနေရတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံတရန်ပြည်သက်အပင်းမှုနယ်ပါတဲ့ JK Sophia တယောက်အားငယ်နေမှာတည်ချပါပဲဒါပေမဲ့သူကမြန်မာနိုင်ငံဆိုတဲ့အလံကိုလွှင့်ပိုက်ပြီးနိုင်ငံကဆင်းပြင်းထက်မှအကောင်းဆုံးရှင်ပြိုင်နိုင်ဖို့စူးစမ်းပါတယ်သူရဲ့စူးစမ်းမှုကိုကြာအတိမတ်ပြုတ်ပေးနေပါတယ် နိုင်ငံကကတော့အတိမတ်ပြုထားတဲ့သူမရဲ့ကိုစားပြုအလှမယ်လေးကိုဒီရင်းကပြိသက်တွေကကြောခိုင်းထားတယ်ဆိုရင်ဒါဟာဝန်ကြီးဆရာကောင်းလွန်လာတာပေါ့ကြည့်ရှုနေကြတဲ့ပြိသက်တို့ကရော JK Sophia ကိုအားပေးကြမှာလားသူရင်ကျိုးစားအားထုတ်မှုတွေကမြန်မာနိုင်ငံအတွက်သမိုင်းဝင် Golden Crown ကိုယူဆောင်လာနိုင်မယ်လို့ယုံကြည်ကြပါသလားပြောသွားပေးကြပါဦးရှင် ဘဝပင်းချင်းနေတောင်း20ကျော်ရွယ်တဲ့ရွှေတကောပြောင်းကိုမရဘူးသေးတဲ့မိကလေးကိုကုညီပေးခဲ့တဲ့လိုင်သားယာကိုကြီးအားလုံးပဲမိကလာပါသဲဆလီဘရီနျူပေးကနေပြန်လေကတူဆူလိုက်ပါရီဆမ်မီဆိုတဲ့မိကလေးကအသက်23နှစ်ရှိပေဖြစ်ပေချစ်စရာကောင်းတဲ့ရုပ်ရည်လေးကိုလည်းပိုင်ဆိုင်ထားပါရီနာမည်လေးကလည်းလာတယ်လို့ရုပ်ရည်ကလည်းပြည့်စုံနေပေမဲ့စိတ်မကောင်းစရာကတော့လမ်းလေးမလျှောက်နိုင်တယ်လို့လက်တစ်ဖက်ကလည်းလှုပ်လို့မရပါဘူး အဲဒါကြောင့်ဆမ်းမီကဘေကုံမမသွားရပဲအိမ်မှာပဲနေရပဲအသက်ကြီးနေတဲ့မိဘတွေကိုပြန်လဲဆောက်ရှောက်ပေးခြင်းနေပါရီဆမ်းမီကရန်ကုန်မှာမိသားစုလိုက်လာရောက်နေထိုင်တာမကြသေးပဲမိဘတွေကလမ်းမေးတွေမှာဘူးကုန်လေးတွေကိုလိုက်ကောက်ရပါရီအသက်ကြီးတဲ့မိဘတွေကပင်ပင်ပန်းပန်းအလုပ်လုပ်နေရပြီးဆမ်းမီကတော့ဘာမှမလုပ်ပေးနိုင်တာကိုအပြစ်မကင်းသလိုခံစားနေရပါရီမိဘတွေကိုပြန်လဲဆောက်ရှောက်ရမယ့်ရွှေရောက်နေပေမဲ့သူ့ရဲ့ခနာကိုကတော့မတန်ဆွမ်းဖြစ်နေကြပါရီ ဆမ်မီရဲ့ဆန္ဒကတော့ရွှေရကုံဖျောင်းကိုပူးကျင်တာဖြစ်ပြီးသူ့ရဲ့ဘဝပေးချင်နေတဲ့ကြောင့်ဆမ်မီဟာရွှေရကုံဖျောင်းကိုတခါမှမရောက်ဖူးခဲ့ပါဘူး။ရန်ကုန်ကိုရောက်ရင်ရွှေရကုံဖျောင်းကိုဖူးပြအောင်ဖူးကြတာကိုဆမ်မီကအားကြပေမယ့်သူ့ချင်းနေရဖျောင်းဖူးခွင့်မရဖြစ်ခဲ့ခဲ့ပါရင်လမ်းမလျှောက်နိုင်နဲ့အားနေချက်ရှိလို့အိမ်မှာပဲနေရပြီးတော့အနီးနားကမိန်းကလေးတွေအလုဆင်းနေတာကိုအားကြနေပါရင်သူတို့နေတဲ့နေရာနဲ့အနီးတစ်ဝိုက်မှာ ရွှေသူမိကလေးတွေကစိတ်ယုံစင်ပြီးတော့မိဘတွေကိုပြန်ကြည့်နိုင်ပေမဲ့ဆမ်မီကတော့ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ဆမ်မီရဲ့ခက်ခဲကိုကိုညီပေးသူကတော့လိုင်တရာကိုကြီးဖြစ်ပါရည်။လိုင်တရာကိုကြီးဟာပရိုက်တာလုပ်တဲ့နေရာမှာထိရောက်တယ်ဆိုပြီးတော့ချီချူးခံရတာသူပါ။လိုင်တရာကိုကြီးဟာဆမ်မီရဲ့အချောင်းကိုပြင်ပြီးတော့စိတ်မကောင်းလို့မလို့ငွေသားတွေတွားရလူဒန်းခဲ့ပါရည်။ဆမ်မီကိုပြင်တွက်စရာမလိုဘဲနဲ့အိမ်ထဲမှာပဲနေပြီးတော့အလုပ်လုပ်လို့ရအောင်ပြည်ရင်းပြည်ပါလူရှင်တွေကစုပေါင်းပြီးတော့လူဒန်းပေးလိုက်ကြပါရည်။ လူတန်းပေးလိုက်တဲ့ငွေတွေကိုစမ်းမီရဲ့မိဘတွေကအရင်နေ့တစ်ခုခုရအောင်အသုံးပြုမှဖြစ်ပြီးစမ်းမီလည်းအတက်သွားခဲ့ပါရီစမ်းမီရဲ့ဆန္ဒကတော့ရွှေတကောပြားကိုသွားဖို့ပြီးနောက်ဘဝတွေမှာဒီလိုဖြစ်ကုန်မကြုံရအောင်ဆုတောင်းချင်တာပါတရားမှာကုသိုလ်လုပ်ပြီးတော့ဆုတောင်းမေဆိုရင်နောက်ဘဝမှာပြည့်စုံစွာမွေးဖွားလာနိုင်မယ်လို့ယုံကြည်နေပြီးရွှေတကောပြားကိုသွားဖို့ကျင်နေပါရီစမ်းမီကအရင်ဘဝတွေမှာဘာတွေလုပ်ခဲ့လို့ဒီလိုဖြစ်ကိုရောက်ရတာလဲဆိုပြီးစိတ်မကောင်းဖြစ်နေတယ်လို့ဖျားဖို့ကျင်စေလေးပြင်ပြနေပါရီ လိုင်တရာကိုကြီးကငွေလေးလာလို့ပေးမယ်လေသူ့အတွက်တော့ဝမ်းနေဝမ်းသာဖြစ်နေရပါတယ်လိုင်တရာကိုကြီးကစမ်းမီရဲ့ဆန္ဒလေးပြည့်အောင်ပြည့်စည်ပေးမှာဖြစ်ပြီးတော့သူ့ဘဝကိုလည်းတိုးတက်အောင်ကူညီသွားမှာပါလိုင်တရာကိုကြီးကူညီပေးလိုက်လို့မတန်ဆွမ်းတဲ့မိကလေးဤတန်စေမှုဟာဆက်ချုပ်ပညာကိုလည်းသင်ယူနိုင်ခဲ့ပြီဖြစ်တဲ့ပြင်လူတန်းပေးသူတွေကြောင့်မလို့အိမ်ဆိုင်လေးနဲ့ဆက်ချုပ်ဆက်လေးကိုပါဝယ်ယူသွားနိုင်ခဲ့ပါတယ်အခုလေးစမ်းမီကိုကူညီပေးဖို့အတွက်လိုင်တရာကိုကြီးထံမှလာရောက်လူတန်းသူတွေရှိနေပါပြီစမ်းမီရဲ့မိဘတွေကအသက်ကြီးနေပြီဖြစ်ပြီး မိဘတွေမရှိတော့ရင်တယောက်တည်းဘလို့ရှင်းသရမလဲဆိုတော့ကိုတွေးပူနေရပါရဲ့။ဆမ်မီယမ်မီကသူမရှိတော့ရင်တမီးဖြစ်သူကိုစိတ်မချလို့တခါလေးခေါ်သွားခြင်းနဲ့လို့တွေးထားပါရဲ့။ဆမ်မီယာကိုရင်လည်းမရှောင်နိုင်လို့ဘေးနားမှာပြုစုပေးဖို့လူတယောက်လိုအပ်နေပြီးတော့နေစဉ်ဘဝမှာတယောက်တည်းရှက်တီဖို့လည်းခက်ခဲနေပါရဲ့။ဆမ်မီလည်းရွှေတကုတ်ပြားကိုသိချပေါက်ဖုတ်ခွင့်ရပြီးနောက်ဘဝတွေမှာပြေဆုံးစွာမွေးဖွားလာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရဲ့ရှင်။ချစ်ရှိပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ တောင်ဖြစ်သူနဲ့ပတ်သက်ပြီးတော့ K-pop fan တွေပေါ်မှာစကားတခွန်းပြောခဲ့လို့ပွဲဖြစ်နေတဲ့ဖြုံဝေစုမင်္ဂလာပါသူမှုကွန်ရက်ဆာမျက်နှာပေါ်မှာတော်တော်လေးကိုမှဂေယထထသွားတာကတော့ဝိုင်းရင်ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်တို့ဖြစ်တဲ့ကိုဖြုံဝေစုရဲ့စကားတခွန်းကြောင့် K-pop ပြည်သက်တွေကြားမှာအကြီးအကျယ်ပွေးစုသွားတဲ့ကိစ္စပဲဖြစ်ပါတယ်စေတနာကတော့ဖြုံဝေစုဟာမီဒီယာတခုနဲ့လုပ်ခဲ့တဲ့အင်တာဗျူးမှာစတင်ခဲ့တာပါအခုဆိုရင်သူ့ရဲ့သားလေးဟာစေကျော်တဲ့ရွယ်ကိုရောက်ရှိလာပြီးဂီတဘက်မှာလည်းပါရမီထူးကျော်ကဂီတကိုကောင်းကောင်းတီးတက်နေပြီဖြစ်ပါတယ် တူလေးဖြစ်သူရင်ွေဆိုရဲ့ပွဲဒီမှာတောင်းမှာပါဝင်တိခက်နေတဲ့ပုံတွေထွက်ပေါ်လာခဲ့ပြီးကြီးလာရင်ရော့ရှားတယောက်ဖြစ်ချင်တယ်လို့ပြောထားတဲ့အတွက်ကိုပြုံးွေဆိုကတားဖြစ်သူအတွက်အလွန်ပဲဂရုနေခဲ့ပါတယ်ဒီလိုကောင်အကြောင်းပြောရင်းနဲ့ပဲသူ့ဆိုရင်နဲ့ချက်တစ်ခုကိုထုတ်ပြောခဲ့ပါတယ်အဲ့ဒါကတော့ကျွန်တော်ကတခုကြောက်တာရှိတယ်ဗျကျွန်တော်တားမွေးလာရင်ကေဘယ်တို့ဘာတို့အဲ့လိုမျိုးလေးတွေလုံးမကိုတအားကြောက်တယ်ဗျတအားကြောက်တော့ကျွန်တော်မိမကိုဝင်ရှိချိန်ကလေးကဇော်ဝင်းတို့တချင်းတို့မချလီကာတချင်းတို့ကျွန်တော် တောင်းလျှောက်ဖွင့်ခဲ့တာဆိုတဲ့စကားပါပဲ ဒီစကားတခုအပင် K-pop ပရိသတ်တွေရဲ့ဒေါသမီကိုဟုံးကနေတောက်လောင်စေခဲ့တာပါကဘာကိုလမ်းမိုးထားရင် K-pop ရင်ကျေမှုအလုံးသိကြတဲ့အတိုင်းပါပဲလက်ရှိကဘာပေါ်မှာတောင်ကိုရီးယားနိုင်ငံကနေလာတဲ့ K-pop ရင်ကျေမှုဟာနိုင်ငံတော်တော်များကလူငယ်တွေရဲ့နှလုံးသားကိုသိမ့်ပိုက်ထားပါတယ် BTS, Blackpink, ASO တို့လိုဖွဲ့တွေရဲ့အောင်မြင်မှုကနေထိတ်ဆုံးကနေပြေးနေပြီးတော့သူတို့ရဲ့သင်းတွေကရီဖက်ရှင်တွေဟာမျိုးဆက်သစ်တွေအတွက် trend တွေဖြစ်နေကြတာပါ အထူးသဖြင့်မြို့သမီးပြည်သက်တရား K-pop မျိုးသားအိုက်ဒေါ်တွေကိုတသက်လို့အားပေးကြပြီးသူတို့ရဲ့အိုက်ဒေါ်တွေနဲ့ပတ်သက်လာရင်ဘာကိုမှအထီးမခံကြပါဘူး။ဒါပေမဲ့ဒီလိုအာမြင်မှုတွေရဲ့တစ်ဖက်မှာတော့ K-pop အိုက်ဒေါ်တွေရဲ့ပုံစံနဲ့ပတ်သက်ပြီးသဘောထားကွဲပြားမှုတွေလည်းရှိနေပါသေးတယ်။အချို့သောသူတွေက K-pop မျိုးသားအိုက်ဒေါ်တွေရဲ့ fashion နဲ့တက်လက်နေနောက်တဲ့ပုံစံတွေကယောက်ျားပိသားဘူးလို့မြင်ကြပါသေးတယ်။ DM ဟာအာရှနိုင်ငံတွေကရှေးရဆွဲမိပါရိကြမှာပို့ပြီးတော့မြစ်တွေနေတပါရီကိုသားယောက်ျားလေးကို K-pop idol တွေလိုမျိုးနွနဲ့နောင်နောင်ပုံစံမျိုးဖြစ်စေခြင်းနဲ့ မိဘတွေကအများကြီးရှိနေတာဟာလည်းညင်းပွားလို့မရတဲ့အမှန်တရားတစ်ခုပါကိုဖြုံးဝေဆိုရလေဒီလိုစိုးရိမ်စေရှိတဲ့ဖခင်တရားဖြစ်ကြောင်းသူ့ရဲ့စကားကသက်သေပြနေခဲ့ပါရီစုံဝေးတို့နဲ့နိုင်ရှင်ဝေဖန်ခင်အားချင်းကိုပြုံးဝေဆိုရဲ့စကားပေါ်မှာကေဘောပရိသတ်တရားသူ့ကိုပြင်းထန်တဲ့ဝေဖန်သားပါရီဒီလိုဝေဖန်ကြတဲ့အခါမှာမြန်မာနိုင်ငံရဲ့ကန္တဝင်းရော့ကာကြီးဖြစ်တဲ့ဥစော်ဝင်းထုံးနဲ့နိုင်ရှင်ပြီးတော့ပြောဆိုကြတာကထိနာဆုံးပါပဲဥစော်ဝင်းထုံးဟာရော့ဂီတာရဲ့ဖခင်တရားဖြစ်ပေမဲ့သူ့ရဲ့မြေလေးတွေ K-pop ဖွဲ့တစ်ဖွဲ့ရဲ့ CD ဝေကိုကိုရိုင်းသွားဝယ်ပေးခဲ့တဲ့ ချစ်စရာပုံရဲတကူလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပေါ်ပါရီဒါအဝေးကေဘောပရိသတ်တရားကနဝင်းရောကအဖိုးကြီးတော်မျိုးဆက်တွေနဲ့အကြိုက်ကိုနားလည်မှုပြင်းနဲ့တိုက်လို့ပေးနိုင်သေးတာရှင်ကဘာမလို့လဲဆိုတဲ့သဘောနဲ့ကိုပြုံးဝေစိုးရဲ့အမြင့်ကြီးများမှုကိုထောက်ပြဝေဖန်ခဲ့ကြတာပါတကယ်တော့ဒါဟာမျိုးဆက်နှစ်ခုကြားကအမြင့်ကွဲပြားမှု generation gap လို့လည်းပြောလို့ရပါတယ်ကိုပြုံးဝေစိုးဘက်ကကြည့်ရရင်သူသားကိုသူဖြစ်စေခြင်းနဲ့ရော့ဂီတာသမားပုံစံနဲ့ပဲမြင်ခြင်းနဲ့ဖခင်တယောက်ရဲ့စိုးရင်စိတ်ပါ ကေဘောပရိသတ်တွေဘက်ကပြန်ကြည့်ရလေသူ့ကိုချစ်ခင်အားပေးတဲ့ idol တွေရဲ့ပုံစံကိုယောက်ျားမပီးတာဘူးအဲ့လိုမျိုးတွေဖြစ်မှာကြောက်တယ်ဆိုတဲ့စကားလုံးနဲ့တုံ့နှုံးလိုက်တာကတော့သူ့ရဲ့ကုန်သိခါကိုဆော့ကားလိုက်တယ်လို့ခံစားရတာကြောင့်ပြန်လည်တုတ်ပြန်ကြတာဖြစ်ပါရည်ဘသူမှန်းနဲ့ဘသူမှားတယ်လို့တတိကျပြောလို့မရတဲ့ဒီကိစ္စမှာတခုရှိတာကတော့လူတဦးတယောက်ရဲ့ใจဝါသနာနဲ့ဖြစ်တည်မှုကိုအခြားတယောက်ကပုံစံကွက်တစ်ခုနဲ့တိုင်းတာဆုံးဖြတ်လို့မရဘူးဆိုတဲ့ချက်ပါပဲဘလော့ဆယ်မှာတော့ကိုပြုံးဝေဆိုးတယောက်မြန်မာနိုင်ငံက K-pop ပရိသတ်တွေရဲ့အမြင့်တော်သားတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါရည် ပြည်သက်တရားရောတားပြစ်သူကိုကေပေါင်းဖြစ်စေခြင်းနဲ့ချုံငွေစုကိုဘလို့မြင်လဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်ပန်းချန်ထဲမှာလက်စွမ်းပြခဲ့ပေမယ့်တာလီကလိမ္မာတုံးလေးမလို့ခွင်လွှတ်ဖို့တောင်းပန်လာတဲ့ဘူဒီမိခင်တာလီဘူဒီကအများကြီးသားသလိုစိုးသွမ်းနေတဲ့ကလေးမဟုတ်လို့ခွင်လွှတ်ကြဖို့ပြောလာတာကဘူဒီမိခင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတည်းမှာပဲမြန်မာပြည်အားအင်တာနက်သုံးဆွဲသူတွေကြားမှာအတော်လေးကိုခရိုင်ရိုက်သွားခဲ့တဲ့ပန်းချန်တွေကစေကျော်တက်လူငယ်တွေရဲ့အုပ်စုဖွဲ့အနိုင်ကျင့်မှုပြုပိုင်ကိစ္စပဲဖြစ်ပါရည်။အဖြစ်ပြရဲ့အစားမှာတော့ပန်းချန်တခုထဲမှာစေကျော်တက်ရွှေကောင်လေးတယောက်ကိုသူနဲ့ရွှေသူကောင်လေးတွေကအင်အားသုံးပြီးတော့ဝိုင်းခွင့်အနိုင်ကျင့်ကြတဲ့ပြုပိုင်ဟာ Facebook ပေါ်မှာစမဟုတ်ချင်းပြန့်နှံ့လာခဲ့ပါရည်။ ဒီဗီယိုကိုမြင်တွေ့လိုက်ရတဲ့လူတိုင်းဟာနင်နာသူကလေးတွေအတွက်အတော်လေးကိုမှရင်နာခံပြင်းခဲ့ကြပြီးအဖြစ်မှန်ကိုဖော်ထုတ်ဖို့တောင်းဆိုမှုတွေပြင်ထန်လာခဲ့ပါတယ်။ဒီချိန်မှာပင် online ဆုံတာပြည့်လူသိများတဲ့ကိုဝီယန်ထက်ရှင်ကသူ့ရဲ့ ID ကျွမ်းကျင်မှုကိုသုံးချပြီးဒီနိုင်ကြည့်မှုမှာဥဆောင်ပါဝင်ခဲ့တဲ့ဘူဒီလိုခေါ်တဲ့လူငယ်လေးပါဝင်ပတ်သက်သူအားလုံးရဲ့နောက်ကျောင်းရာဇဝင်တွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်နင်နာသူကလေးငယ်ကိုစုလုံတဲ့နေကတောင်းပန်ခဲ့တာပါ။ ဒါပေမဲ့လူချို့ကတော့အဓိကပါဝင်သူဘူသီဆိုတဲ့လူငယ်လေးကိုသိအမြင်မကြေကြပါဘူးအခုနောက်ဆုံးမှာတော့အဓိကကျွလို့သူဖြစ်တမဲခံထားရဘူသီဆိုတဲ့လူငယ်လေးရဲ့မိခင်ဟာရှေ့ပြတ်လာပြီးတော့ဒီကိစ္စနဲ့ပတ်သက်လို့ရှင်းလင်းပြောကြားလာခဲ့ပါရီသူရဲ့ပြောချက်အရဒီရန်ပွဲဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့သူတောင်းဘူသီရဲ့ချစ်သူကောင်မလေးကိုနင်နာသူကောင်လေးကအတင်းအပြင်းပြောဆိုခဲ့တယ်ဆိုတဲ့ချက်ကနေစတင်ခဲ့တာဖြစ်ပြီးဖြစ်ဖြစ်ချင်းမှာပဲနဗံမီပါရီစီအေးပြည်လည်းမို့ရောက်ထားပြီးသားဖြစ်တယ်လို့ဆိုပါရီ သူသားလေးဟာအမန်တကယ်လေးမရေးချရှိပေဒီကိစ္စတွေရဲ့ပြီးမှာတရားစခန်းဝင်ပြီးတော့တင်ငန်းဝတ်ဖို့တကယ်အစီအစဉ်ရှိကြောင်းနင်နာကဲသူတွေအားလုံးကိုလည်းတားဖြစ်သူကိုစားမိခင်တရားအနေနဲ့အနုညွတ်တောင်းပန်ပါတယ်လို့ရှင်းလင်းပြောဆိုခဲ့ပါတယ်သူဒီမိခင်ရဲ့ရှင်လင်းတောင်းမှန်မှုထွက်ပေါ်လာပြီးနောက်မှာတော့လူမှုကွန်ရက်အုံပြုသူအများပြားဟာဒီကိစ္စကိုပြုသဘောဆောင်တဲ့ရှုထောက်ကနေမြင်လာကြပါရည်။လူငယ်ဆိုတာ မာတတဲအရွယ်ဖြစ်ပေအမောင်းကိုဝန်ခံတောင်းမှန်လာတဲ့အတွက်ခွလွန်နားလေပေးတဲ့နေဆိုတဲ့အမြင်တွေကျပြတ်လာခဲ့ပါရဲ့ရှင်။ အထူးသဖြင့်မိခင်ဖြစ်သူဟာတားရဲ့အမှားတွေလူသိရှင်ကြားတာဝန်ယူတောင်းပန်ခဲ့တာဟာအထူးယူစရာကောင်းတဲ့မိခင်တယောက်ရဲ့လုပ်ရဖြစ်တယ်လို့ချီးကျူးနေကြပါရည်ကလေးတယောက်ကိုပြစ်ထတာတဲ့သူရဲ့အမားကိုတင်ငဲစာယူပြီးလူကောင်းတယောက်ဖြစ်ပြန်လေရက်တည်နိုင်ဖို့ခွင့်ရပေးခြင်းဟာလူအဖွဲ့စည်းတွေပို့ကျိုးရှိရလို့သုံးသပ်ကြပါရည်။ဘူဒီနေနဲ့တရားစခန်းဝင်ပြီးတော့တင်ငဲဝတ်မယ်ဆိုတဲ့အစီအစဉ်ဟာလည်းသူ့အနေနဲ့နောက်တားရပြီးတော့ပြပင်ပြောင်းလဲလို့စိတ်ရှိနေတာကိုပြသနေတာကြောင့် ဒီငင်းလူငယ်လေးရဲ့အနာဂတ်ကိုပျက်စီးဝဲနေဝိုင်းဝန်းပေးမှပေးတဲ့နေဆိုတဲ့အတန်တွေအမြင်တွေရှိလာပါတယ်။ဒါပေမဲ့အခြားဘက်မှာတော့နင်နာသူကောင်းလေးဘက်ကိုငေကဘုသည့်အပေါ်မှာအမြင်မကြည်ရလဲရှိပါတယ်။အထူးသဖြင့်ချိုအားဘီယိုသာတက်မလာရင်ဒီလိုတောင်းပန်မှာမဟုတ်ဘူး။လိမ္မာရီဆိုတဲ့ကလေးကဒီလိုပြုမှုမျိုးလုပ်ပါမလားဆိုတဲ့ဝေဖန်မှုတွေဘာဖြစ်ဖြစ်အပြုသဘောဆောင်တဲ့ချင်းကဲမှုတွေကသာရေရှည်အတွက်ပုံပေါ်ကောင်းမွန်တဲ့လူပေါင်းကိုဖန်တီးနိုင်မှာပါ။အခုကြည့်နေတဲ့ပရိသတ်တရားရောဘုသည့်ဆိုတဲ့ကောင်းလေးကိုဘယ်လိုပြောပြချပါသလဲ။ ကိုယ့်ရဲ့အမြင်လေးကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ရှင်။နောက်လာမယ့်မျိုးဆက်တွေကိုလည်းဒီလိုအဖြစ်မျိုးတွေမကြုံတွေ့ရလေအောင်တွင်တင်ဆုံးမှလမ်းပြနိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဒီနေ့ရဲ့စီစဲလေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။လမ်းမေးမှာဂုံပကာသနာမပါမဲနဲ့မောင်ငန်းစားနေတဲ့ရွှေထူးနဲ့ရွှေမုံရည်မြန်မာနိုင်ငံရဲ့အမှုပညာလောကမှာဘလောက်ပဲနာမည်ကြီးပြီးတော့ ဂုံပကာသနာတွေကြီးမြတ်နေပါစေခုလိုမျိုးလမ်းမင်းကတာမန်အတုတ်ဆိုင်လေးမှာလာရောက်အပိတ်သွားခဲ့လို့လူပြောများနေတာကရွှေထူးနဲ့ရွှေမွေရီတို့ဇနီးမောင်နှံလေးပါလူပညာလောကမှာနေပေတစ်ခုမှာအောင်မြင်လာတဲ့အခါမှာလူတိညာနာမည်ကြီးအောင်မြင်လာတဲ့အခါတချို့ဆိုရင်အနုပညာရှင်ကြီးကဘဝမေးအောက်ခြေလပီးအချင်းချင်းခွဲခြားဆက်ဆံတာတွေမာနတခွဲသားနဲ့မောက်မာတာမျိုးတွေလောက်ကြတာကိုညာသောအဖြစ်တော့အနေစုမြင်တွေ့လာရတာပါတချို့ကလည်းကိုဘလောက်ပဲအောင်မြင်နေပါစေဘလောက်ပဲလှုပ်တက်နေကြည့်ပြီးတော့ senior တွေဖြစ်နေပါစေ ကိုကိုကိုချိုးနေပြီးတော့နှိမ်ချတတ်တဲ့စိတ်မျိုးမွေးတာကြောင့်လူလူချင်းခွဲခြားဆက်ဆံတာမျိုးတွေမရှိဘဲဖော်ဖော်ရွေးရွေးနဲ့ပဲမိတ်ဆွေလိုမျိုးပေါင်းသင်းဆက်ဆံတတ်ကြပါရဲ့အခုလည်းရွှေနဲ့ရွှေစုံတွဲလေးကဇနီးမောင်နဲ့နှစ်ယောက်ဘာမှကုန်ပကာသနာမပါဘဲနဲ့မက်တာမရှိဘဲဒုဒုပြောရှင်စရာမိသားစုဘဝလေးကိုအကောင်းဆုံးဖြစ်အောင်မြေတားရင်းနဲ့တည်ဆောက်နေကြတာကိုအားလုံးသိကြမှာပါ ရွှေထူးဆိုတာကလည်း RMB နဲ့ပေါ့လောကမှာအာအမြင်ဆုံးနဲ့နာမည်ကြီးဆုံးအဆိုတော်ဖြစ်တဲ့ပြင်ကမှာရုပ်ရှင်လောကတွေကိုကူပြောင်းရင်းနဲ့ Academy ဆုကြီးကမှာစကူရရှိထားတဲ့သူတယောက်ဖြစ်ပါရင်ခင်မုန်းဖြစ်သူတွေမကတိပဲနဲ့ဇနီးကျော်လေးရွှေမွေရီဆိုရင်လည်းအသက်16နှစ်18နှစ်ကလေးကမြမရုပ်ရှင်လောကမှာနာမည်တစ်ခုနဲ့ယက်တီလာရယူထားတဲ့မင်းသမီးကလပ်ပဲဖြစ်ပါရင်ခင်မုန်းဖြစ်သူရွှေထူးနဲ့ပါဆရာပါပါ Academy တစ်နှစ်ထဲမှာရင်စကူရရှိခဲ့တာပါအနုပညာဆုံးတန်းလေးဖြစ်တာကြောင့်လည်းနှစ်ယောက်တူတူအနုပညာလှူရှားမှုတွေကလည်း လှုပ်ဆောင်နေတာပါရွှေထိုးကဇနီးကျော်လေးအတွက်ကိုရိုင်းသချင်းလေးတွေတီကုံရေးသားရင်းနဲ့အချင်းချင်း support ပေးတယ်လို့လို့ဘေးလူတွေဖြစ်တဲ့အမှုပညာသားအချင်းချင်းတွေကတော့အားကျနေကြတာပေါ့လက်ရှိမှာတော့ရွှေနဲ့ရွှေစုံတွဲတွေကတစ်ဖက်ကအမှုပညာလုပ်ငန်းတွေကြောင့် strap ပြီးနေရတယ်နှစ်ယောက်တူတူစိတ်ပန်းဖြစ်ဖို့အတွက်တောင်ပေါ်မြို့လေးတစ်မြို့ကရက်ွက်ငယ်လေးမှာအိမ်လေးတစ်လုံးဝယ်ယူနေထိုင်လို့နေပါတယ်တောင်ဝမျိုးလေးဖြစ်လာတာကြောင့်လေအချင်းငှက်ငယ်လေးနှစ်ကောင်အတွက်ကတော့ဟန်နီမွန်ထွက်တဲ့ညလိုမျိုး romantic ဆန်ဆန်အတွေ့အကြုံလေးတွေခံစားချက်လေးတွေရမှအသေးချာပါပဲ အခုလည်းသူတို့နေအောင်နေထိုင်နေတဲ့ရက်ွက်ငယ်လေးတွေမှာလမ်းမေးအထုတ်ဆိုင်လေးတွေမှာအတူတူအာမနာရန်ကိုလွတ်လွတ်လပ်လပ်နဲ့တဝိုင်းအားပေးနေကြတဲ့ပုံရိပ်တွေကလူမှုကွန်ရက်ပေါ်မှာတက်လာခဲ့တာပဲဖြစ်ပါတယ်။တချို့ပြည်သက်တွေကတော့သူတို့စုံနေတဲ့ဒီလောက်နာမည်ကြီးအောင်မြင်နေတာကိုဘာကြောင့်မို့လို့အစ်စ်တန်းမတူတဲ့လမ်းမေးလိုနေရာမျိုးမှာစားရတာလဲလို့မေးခွန်းထုတ်ပါတယ်။သူတို့နေအောင်နေထိုင်နေဟိုတယ်လိုနေရာမဟုတ်ရင်တော့မှာစားသောက်ဆိုင်ကြီးကြီးဒီဇိုင်းမှာဝင်စားဖို့အလွယ်လေးပါ ဒါပေမဲ့လည်းတာမန်လူနေမှုပတ်ဝန်းကျင်တွေထိတွေ့ရတာတာမန်လူရန်စားနေတဲ့ဘောဘော်ကြီးဆက်ဆံနေထိုင်ရတာကိုကြိုက်နှစ်သက်ပြီးတော့ရွှေနေရွှေဇုံတွဲလေးတွေကတော့အခုလိုနေရာမှာထိုင်ပြီးတော့အားပေးနေရတာကိုတကယ်ကိုမှနှစ်သက်ဖို့ကောင်းနေရပါအောင်ရွှေနေရွှေဇုံတွဲလေးကတရုန်နီယာရဲ့အခုလိုပကတနာမပါပဲနဲ့စိတ်နေစိတ်ထားလေးတွေမိသားစုပေါ်မှာမြစ်တာပြေးဝါနဲ့ချစ်ခင်ပေးတဲ့မှုတွေကြောင့် support ပေးအားကောင်းတာတွေကြောင့်အခုချိန်ဒီကိုပရိသတ်ကြီးကအားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြရင်ပရိသတ်ကြီးတွေကရော ရှင်နဲ့ရွှေစုံတန်းလေးနဲ့ပတ်သက်လို့ဘယ်လိုမြင်မိလဲဆိုတာပြောသွားကြပါအောင်ရှင်။